ဈေးဥပောက်ဖာမီဖြစ်တဲ့ Dio Corpora ဒဇင်းအကြောင်းဖော်ပြပေးပါမယ်။ပထမဦးဆုံးဈေးဥပောက်သွားတာဖြစ်တဲ့အတွက်ဝမ်းသာမိပါတယ်။ကျောင်းမိသားစုဝင်တွေဒီတင်းနဲ့ပတ်သက်ပြီးကြားပြီးတဲ့သူတွေလည်းပဲဝမ်းသာနိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။ဟုတ်ကဲ့။နောက်တစ် နေနဲ့တည်တံချမှတ်ခံလိုက်ရတဲ့နိုင်ငံတော်ဘွဲကဥမော်မောင်အကြောင်းကိုပြပြမှာပါဒီသူတို့မှမနိဇောရကဘွဲကိုမင်းအောင်လှိုင်ကအယံကိုချစ်လွန်းလွန်းသဘောကျလွန်းလွန်းကြည်ညိုလွန်းလွန်းယုံကြည်လွန်းလွန်းပေးထားတဲ့အဲ့ဒီနိုင်ငံတော်ဘွဲကဥမော်မောင်ပေဒံနောက်တဲ့ဒင်းတစ်ခုလည်းရှိပါသေးတယ်တောင်တာမျိုးဝင်ကျွန်ဖတ်စစ်ခွေးတက်ဂကင်းစကန်၃ခုလုံးကိုချိန်နဲ့တပြိုင်နဲ့ ဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်အမှုတ်ကျိတ်လိုက်တဲ့အကြောင်းကိုဖော်ပြပေးမှာပါ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးအထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ရဲဘော်လူငယ်တွေဟာခက်ခဲတဲ့နေရာတွေမှာဘလိုမျိုးပေါ်လာရေးလုပ်တွေကိုလှုပ်ဆောင်နေရလဲ။ဒီလိုကျွင်းတွေဟာယာယီတိုးထားယာယီတူးထားတဲ့ဝချင်းတွေ၊ဂရုချင်းတွေဖြစ်ပါတယ်။ဆိုတော့အခုကမိုးရသည်မဟုတ်ပေမဲ့မိုးကမပြတ်သေးပါဘူး။ ကျွန်တော်မော်နိုင်တဲ့နေ့လည်းကျွန်မမိသားစုတွေကြားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့9ရက်လောက်ကမိုးစတိုက်ပေါ့နော်အဲရွာတဲ့အခြေအနေတွေအတွင်းထဲမှာကျွန်တော်တို့ရဲဘော်လူငယ်တွေဖင်ဝဲစားလောက်တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုအများကြီးကြည့်နေကျွန်တော်မိသားစုတွေကျွန်တော်ဖော်ပြဘူးတယ်ကျွန်တော်တို့ရှိတဲ့သွားတဲ့အချိန်မှလည်းအဲ့လိုပဲပညာလုံးနေပါအဲ့ဒီကျင်းထဲမှာနေရတာရောက်ပြီဆိုတာနဲ့အဲ့ဒီကျင်းထဲကရှည်ကိုကျွန်တော်တို့အရင်ခတ်ထုတ်ကြတာနောက်အဲ့ဒီနေရာကကျွန်တော်တို့ထိုင်စခန်းနေမဟုတ်ဘူး ဆိုတော့ခတ်ထုတ်စရာဘာမှမရှိဘူး။ကာကြံကိုစစ်စစ်အထုတ်နေပေါ့နော်။ကိုစစ်ခမောက်နေမဲ့ခတ်ထုတ်တာ။ခတ်ထုတ်ခတ်ထုတ်ပြီးတော့အဲစစ်ခမောက်ကိုကောင်းကိုပဲတိုင်းပဲလက်လက်ပေါ်ပြအစင်ပြေတန့်အောင်ပေါ့နော်။နည်းနည်းမှခါခတ်ထုတ်ပြီးတော့အဲဘေးကမှရှိတဲ့ကျွန်တော်တို့ဒါအသိရတွေပေါ့ဗျာ။သိရအစိုးတွေသိရ၆တွေပေါ့ဗျာ။အဲ့ဒါလေးကိုယူပြီးတော့အဲ့ဒီကျင်းထဲမှာပြန်ခင်းနည်းနည်းတော့တက်တာလာပေါ့ကျွန်မရဲ့မိသားစုဝင်နေရ။ ဒါပေမဲ့အဲ့လိုမြည်မြည်ဒါမှမဟုတ်မြည်နေနေရာကြာလဲဆိုရင်တော့ခဏလေးအဲ့နေရာရေကပြန်ပြီးတော့ဝင်တာပဲဒါပေမဲ့အဲ့ဒီနေရာကျွန်တော်တို့ထလို့မရအောင်ဘာလို့ကျွန်တော်တို့ထပြီဆိုတော့လည်းကြီးွယ်မြတ်တယ်မဖြစ်တော့ဘူးလေရန်သူကလည်းကျွန်တော်တို့မြင်နိုင်တယ်ဆိုတော့ကျွန်တော်တို့လူငယ်တွေရဲ့ကြိုးစားရုန်းကန်ဒုက္ခဆင်းရဲဘယ်လိုခံနေရလဲဆိုတာကျွန်တော်ရဲ့မိသားစုဝင်လေခံစားနားလဲမိမလို့ကျွန်တော်ယုံကြည်တယ်ဒီဗီဒီယိုလေးကကျွန်တော်တို့အတွက်အဖြေတွေအများကြီး ပေးနေတဲ့ video လေးပါကျွန်တော်တို့ဘာလို့သိလဲဆိုတာမျိုးပေါ့နော်ဟုတ်ပြီဝါးစားသတင်းနဲ့ကျွန်တော်စတင်နေပြဒီသင်းကကျွန်တော်တို့အားလုံးနဲ့မျှော်လင့်နေတာပါကျွန်တော်လည်းရန်ကိုဝမ်းသာတယ်ဘာဖြစ်လဲဆိုတော့ပထမဆုံးအနေပြဈေးပေါက်သွားတာဂျိုင်ယိုခရော့ပရာဆိုတော့ကျွန်တော်နိုင်ငံဒီမှာတော့အဲ့ဒီဂျိုင်ယိုခရော့ပရာပေါ့နော်ဒါအပေါ်စားအသေးစားအပြိုရန်စီဒီခော့ပရာပေါ့နော်အဲ့ဒီခော့ပရာဒီစက်တက်လေးဒီပေါ့စက်တက်ဂျင်လေးပေါ့အဲ့ဒီဂျင်လေးကို ကျွန်တော်တို့ဒါအာခီးသွားလုပ်ငန်းတွေမှာလည်းသုံးကြတယ်ပြီးတော့ကျွန်တော်တို့ရှုကင်းတွေပါကြီးတဲ့နေရာတွေမှာလည်းအချို့နေရာတွေမှာအပျော်ဒဏ်အသုံးပြုကြတာပါဒါပေမဲ့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာတော့မြန်မာနိုင်ငံဥဆောင်နိုင်ငံဂျမန်ဖက်စစ်ခွေတက်ကအဲ့ဒီဂျိုင်ယိုကော်ပိုရာတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရသားပြည်သူတွေကိုတတ်ဖြတ်နေတာဖြစ်ပါတယ်ဒီပြစ်စင်မှာသူတို့ကသူတို့ပြတ်မကြခင်ကျွန်တော်ရသားပြည်သူတအူးဘုံနဲ့ချပြီးတော့ ဘိုက်ပွင့်ပြီးတော့တည်ဆုံးခဲ့ရပါတယ်။အဲ့ဒီပြက်ခတ်တိုက်ခိုက်မှုလုပ်ပြီးတော့သူတို့တွေပြန်လက်သွားတဲ့လမ်းခရီးမှာပဲအဲ့ဒီခွေးနှစ်ကောင်လုံးသူ့အကူတူနဲ့သူရှော့သွားတာဖြစ်တယ်။နှစ်ကောင်လုံးစက်ငင်စက်ငင်တခါလဲပျောက်သွားတာဖြစ်ပါတယ်။အခုချိန်မှာတော့ငရေဟိုးအောင်ဆုံးတမ။ဘယ်နဲ့နဲ့အတွက်ခံရရပြီလို့ပဲကျွန်တော်ကပြောချင်ပါတယ်။ ်ဟုတ်ပြီဖြစ်စဉ်လေးကိုသိစေကျွန်တော်တင်ပြပေးပါမယ်ဘိုးတိုင်းကျူးမြို့နယ်မကြီးကုန်းတောင်ရွာဘုံလံကျဲတဲ့ဂျာယိုကော်ပိုရာတစည်းပြတ်ကျသွားတယ်။ဘောင်းမြင်သူဂျမ်ပါစစ်ခွေးနှစ်ဦးလုံးဂျုတ်ပြတ်ဆင်းပြတ်သေဆုံးသွားတာဖြစ်တယ်လို့အခုတိုင်းစစ်တေတာကထုတ်ပြန်ကြေညာချက်မှာတွေ့ရတာဖြစ်ပါတယ်။နိုဝင်ဘာ6ရက်နေ့နနက်စက်တင်ဘာ15 55မိနစ်မြန်ဖူးမြို့နယ်မကြီးကုန်းတောင်ရွာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အဲဒီမှာဂျမ်ပါစစ်ခွေးတက်ဟာ မမျိုးခြေဆိုင်ခောက်လိုက်ရငါကိုတုံညာတက်ရင်းကနေပြီး120မမလက်နက်ကြီးတွေအသေးကန် drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရှိထားရတယ်။အဲဒီနောက်ကျွန်တော်မော်နယ်တနါရီ30မှာဂျန်ဖက်စစ်ခွေးတက်ကဂျိုင်ယိုခေါပလာနှစ်စင်းဟာမကြီးကုန်းတောင်ရနေအိမ်ကိုဘုံနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာမကြီးအောင်ရွာသားအသက်55နှစ်ရဲ့ဦးမောင်ရဲ့ဘိုက်ပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးခဲ့ပြီးတော့နေအိမ်6လုံးပျက်စီးခဲ့ကြအောင်သိရပါတယ်။ အဲ့လိုတက်ခိုက်ပြီးနောက်ပိုင်းမှာ Jamvis Quintet ရဲ့ Chairo Cobra တစ်စီးဟာဘရက်ကင်ရွာနဲ့ဒခွန်နိုင်ရွာချာတက်ကြပြီးတော့မောင်းနေလာသူခွေးနှစ်ကောင်လုံးရုပ်ပြက်ဆင်းပြက်ပေးဆုံးသွားကြောင်းတိတိကျကျအရင်ရရှိထားတာဖြစ်ပါတယ်။ရန်ကိုပြစ်ကြပါတယ်။ရန်ကိုတိတ်စားပါတယ်။ခွေးနှစ်ကောင်လုံးရှော့စကားချရတယ်ဗျာ။ ရက်စကားတော်ရက်စကားနဲ့ပြောသေးတော်တော်နည်းသေးတယ်။ဘိုက်ထဲမှာလည်းအသေးလေးမွေးလာရမှာဆိုတာမျိုးတွေ့တာဆိုတာ။ဟုတ်ပြီ။ဒီလိုမျိုးကိုဘုန်းတော်ကျေးပြီးအပြန်မှာဂျာယိုကော်ရာတစီရတဲ့။ဗဒကင်ယွာနဲ့ဒခွန်နိုင်ရှားမှာပြက်ကြပြီးတော့ဒါမောင်းနဲ့နှစ်ကောင်လုံးဝီဇင်ရဲ့တမ်းပြီးတော့စောက်ထိုးဆင်းသွားတာဖြစ်ပါ တော်ချာချာနဲ့ဝန်တန်တီဘုံဒီလေဟာရလပြည်သူ6လုံးနေအိမ်6လုံးကိုပျက်စီးစေခဲ့။ဒါပြန်တက်55နှစ်အရွယ်ဥမောင်ငယ်ဘိုက်ပွင့်ထွက်တိုင်းရနဲ့ပြေဆုံးခဲ့။ကျောင်းဒီလေးကိုပြောနေလို့ဟိုဘက်ချက်ကကကောင်းနေ။ကျောင်းဝင်ဟောင်းနေချကောင်းနေ။ဝင်ဆဲနေချသူတို့ကထုံးစံတိုင်းအဆဲလာကလွဲလို့ကျွန်တော်ဘာမှမတက်ဘူး။ဆဲရတော့မှဒါအရှင်းတော့မညီတော့လည်းတွေ့ရမှာဖြစ် မြန်မာတွေဖြစ်ပြီးတော့မြန်မာစလုံးပေါင်းတော့မှမှန်အောင်မရေးတက်တဲ့အရက်ကလေးတွေညင်မှာမှမီတဲ့ကောင်းရဲ့အောက်မှာနေတဲ့အောက်တန်းစားများအများကြီးဘောလုံး special မနေပါလေဆိုတဲ့ကောင်ကအဲ့ဒီ channel cover ဆိုတာကကျွန်တော်ဥပမာနိုင်ငံတွေနဲ့ခြားသောနေရာတွေမှာဘာလဲခီးသွားတယ်။ဒါဝင် visit ထွက်တဲ့လူတွေထိုးလုတ်တဲ့လူတွေအသုံးပြတဲ့ ပေါ်စာအပြေလမ်းစီးကြရုပ်ခေါ်မြုံ Google မှာထောက်ကြည့်လိုက်အဲ့ဒါမှမယုံဘူးဆိုရင်လည်းပဲ ChatGPT ကိုမေးကြည့်လိုက် AI ကိုမေးကြည့်လိုက်ဒါမှမဟုတ်ကျွန်တော်နိုင်ငံမှာအဲ့ဒါကိုအသုံးပြုပြီးတော့ဘုံပြည့်တည်ဆောင်ပြီးတော့ဥတည်ရမယ့်ပစ်ချာဘာဖြစ်ဘာဖြစ်냐면မပြီးကြဘူးကျွန်တော်မိသားစုဂျာယုတ်ခေါ်အပေါ်နေပစ်ချာတာဒါတော့ပြောပါနဲ့ဗျာကျွန်တော်တို့ရှေ့မှာပြောပြောနေတယ်ဝိုင်ထွဲကျွန်တော်တို့လူငယ်တွေခေါ် IPA ခေါ် ဘင်းဘဘနေပြီးတော့ပဲကန်ချတာဘုံဒီကိုဘာပြစ်မှန်းမှမရှိဘူးအောက်မှာကြာကျင်တဲ့နေရာကြာကွဲကျင်လို့ကွဲသေးကျင်လို့ကြည်စင်းလို့ကြည်အဲ့ဒါလားမြို့ပြောပြောနေစစ်တက်လုံရဆိုတာအဲ့ဒါလားလို့ကျွန်တော်ကမေးချင်တာဒီဖြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်အားလုံးသိရှိပြီးပါပြီဒါလေးကဘုဘကစမ်ဒပ်ပင်ဒ်ငါစနူကောင်တွေကိုပြောတာဖြစ်ပါ ကျွန်တော် ChatGPT တို့ AI တို့ကြောင်းပြောလိုက်တော့သူတို့မေးရောမေးတဲ့သုံးတုံးတိုက်လာမသိဘူးကျွန်တော်မသိဘူးဆိုရင်လည်းပဲကြော်သွားပေါ့ဗျာဟုတ်ပြီဒါကလက်ရှိချိန်မှာသူအောက်ဟုတ်တဲ့သူဒီဆုံးပါတယ်ကျွန်တော်တို့နေတဲ့အကျိုးမြတ်ကတော့ကြီးစံမကုန်ပဲနဲ့ပြောချင်တာကတော့ကျွန်တော်တို့ဒီ Jio Corp ဆိုတာက0.5လောက်နဲ့ကျွန်တော်တို့ပြတ်ခတ်နိုင်တဲ့အခြေအနေပါပြတ်ချလို့လည်းရပါတယ်ပြတ်ချဖို့အခွင့်အရေးမရတာတွေနဲ့ပြီးတော့ကျွန်တော်တို့ ဒီ wifi ရှိတဲ့နေရာနဲ့တို့ jail proper ရောက်လာတဲ့နေရာဒီနဲ့လည်းနည်းနည်းလေးလှမ်းဝနေတဲ့အခြေအနေမျိုးမျိုးကြောင့်အခြေအရှိအရှိတိုက်ပွဲတွေမှာကျွန်တော်တို့အဲ jail proper တွေပြင်းချတန်ခဲ့တာတွေရှိပါတယ်ဆိုတော့တရင်တစ်ဖက်အတိုင်းပေါ့ဗျာကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက်တွေကျွန်တော်တို့စုဖွဲ့နေရာမှာတိုင်းကျွန်တော်တို့ကဒီလက်နက်ကြီးလက်နက်ငယ်တွေပြည်စုံနေတဲ့အဖွဲ့တွေတော့မဟုတ်ဘူးဘယ်မှာလဲဘယ်လိုမျိုးပြပါတရင်တရင်လောက်ဆိုရင်တော့အမြီကတရင်တော့ရှိတာပေါ့နော်ဒါပေမဲ့ ဆက်လက်ရှိဖို့လိုတယ်ဆက်လက်ကြီးပေါ့နော်ဆက်လက်ကြီးရှိဖို့လိုတယ်0.5ရှိဖို့လိုတယ်အဲ့ဒီ0.5ကလည်းမြေပြင်ဝင်ဟင်ပြစ်နိုင်တယ်ကျွန်တော်တို့အချိန်မီးပေါ့နော်ရွေးရှားသုံးပြုတ်တိုင်ဖို့အတွက်ပြင်ဆင်နိုင်တဲ့အခြေအနေမျိုးတွေပြီးတော့0.5ရှိပြီးတော့ကြည်စံလည်းရှိဖို့လိုတယ်ဆိုတော့ဒီလိုအခြေအနေတွေအများကြီးအခက်အခဲမျိုးစုံတွေကြားထဲမှာဒီကနေ့ကျွန်တော်တို့ဂျိုင်ယိုကော့ပါတစည်းဈေးပေါက်သွားတယ်ဆိုတော့ဘာပဲဖြစ်ပါကျွန်တော်တို့ကြည်လည်းမကုန်ဘူး အဲပတ်စံလည်းမကိုပေမဲ့လည်းမခံရပဲနဲ့ပြတ်ကျသွားတယ်ပြီးတော့တကောင်လုံး short သွားတာအတွက်တော့ကျွန်တော်တို့ဝမ်းသာတယ်ဒါပေမဲ့သူတို့ပြတ်ကျခင်မှာကျွန်တော်ရသားပြည်သူနေအိမ်ပေါ်ကိုဝမ်းနေဒီဘုံနေနဲ့ကြဲချမှုကြောင့်ကျွန်တော်တို့ဥမ္မာမှာတန်55နဲ့ဘိုက်ပွင့်ပြီးတော့တိတ်ဆုံးခဲ့ရတဲ့အတွက်တော့တော်တော်လေးကိုစိတ်မကောင်းဖြစ်မိပါတယ်ဒါတွေကိုကျွန်တော်တို့အငြင်းဆုံးရက်တက်ဖို့လိုတာပါဟုတ်ပြီဒီဘက်မှာလည်းပဲပြန်လေချမှတ်ပြီးတော့ရက်တက်မှုတွေရှိနေပါ ဦးမောင်မောင်သူ့ရဲ့နာမည်ကဦးမောင်မောင်ဆိုလို့မြန်မာနာမည်လေးနော်ဘယ်လကူပါပဲဦးမောင်မောင်မနေ့ကတော့ကျွန်တော်ပြောခဲ့သေးတယ် passport ကိစ္စနဲ့မပုံနေကိစ္စတွေအဲ့လိုပဲဒီမှာတရုတ်ကတရုတ်နာမည်တတ်တတ်အဲကျွန်တော် passport လုပ်တယ်ဆိုရင်တော့တပ်ပုံရိုက် bad အာမောဘာညာဘာအကုန်တော့တော့ကိုလိုရတာအဲမြန်မာနာမည်နဲ့ပဲအဲတခါကြာအဲ့ဒီနာမည်ရှိမှဆိုမင်းကလေးဆိုပါလေအဲအဲနန်းလို့ပြီးတော့ရှိမှယောက်ျားလေးလေးဆိုလည်းရှိမှာပေါ့နော်သူတို့ရဲ့ဘာကျွန်တော်တိုင်းသားနာမည်အချို့ သုံးတက်တယ်ပြောမိသားစုလေအတူကအခုတဲမောင်တဲပါပဲဥမောင်မောင်းတဲ့နိုင်ငံတော်ဘွေရအဲ့ဒီကောင်ပေဂျန်ပြရပါပဲမင်းအောင်နိုင်နှိမ့်ကြိုက်သဘောကြသူဒီမျိုးကိုဘူရင်ထွက်ရှိပြီးတော့စစ်ကောင်းအောင်တွေနဲ့ဆက်ဆံရေးကောင်းမွန်သူစစ်တပ်ကိုအလိုအတန်းရရောသူကတော့ဖြိုမိသားစုကဖြိုချမ်းချီခေါ်ဥမောင်မောင်ဖြစ်ပါဥမောင် က်လက်ပြတ်လက်ပြီးတော့ဆက်ဆံရေးကောင်းတယ်အပေးကန့်ရရောသူကိုကန့်ဒေတာနဲ့နေပြီးတော့တိုင်းဝိုင်းကလက်ခံထားကြပြီးစစ်ကောင်းဆောင်မင်းအောင်ဖလိုင်ကိုတိုင်းတိရစ်သူမမနစ်ဇော်ရရဝက်ချင်းမြင့်ထားတာဖြစ်ပါတယ်ဘေးရခန္ဓာရတဲ့သူလည်းဖြစ်တယ်ကျွန်တော်အနာတိုင်းပြည်နောက်ပိုင်းမှာမြန်မာလူငယ်ပြည်ရေးအသင်းဥက္ကဋ္ဌအဖြစ် ခတ်ပြီးတော့2023စက်တင်ဘာမှာအင်ဒိုနီးရှားနိုင်ငံဂျကာတာမှာကျင်းပတဲ့အာဆီယံလူငယ်များထိပ်သီးအစည်းအဝေးကိုမြန်မာကိုယ်စားလှယ်ဖြစ်တက်ရောက်ခွင့်ရခဲ့ပါသေးတယ်မြန်မာကိုယ်စားလှယ်အနေနဲ့ပါနော်သွားပြီးတော့အာဆီယံလူငယ်များထိပ်သီးအစည်းအဝေးမှာတက်ရောက်ခွင့်ရခဲ့တဲ့ကောင်အဲ့ဒီဦးမောင်မောင်ဆိုတဲ့တိရိသူမမနိဇော်ရယာဘွဲ့မြောင်းလိုင်းချင်းမြင့်ခတ်ထားတဲ့ကောင်သူတို့ရဲ့သူတို့ရဲ့ခွေးဆက်သူတို့ရဲ့ခွေးဆက်ကျွန်တော်ရဲ့မိသားစုတွေ အော်တိုဗာတရက်နေ့မှာတော့တရုတ်နိုင်ငံလင်ချန်းမြို့မှာကျင်းပတဲ့ကုန်စည်ပြပွဲကိုတွားရင်းနဲ့တရုတ်အစိုးရကကြားဖြန့်ယာစွေခိုင်းမှာဆက်နွယ်ပတ်သက်နေတယ်ဆိုပြီးဥပမာမှာအပါဝင်ကိုကတ်စီးပွားရေးလုပ်ငန်းရှင်12ဦးကိုဖမ်းဆီးခဲ့ကြတယ်။တရုတ်ဆိုရတာမြို့သားကျိုးစီးပွားကာဝေးခေါင်းစဉ်နဲ့ကြားဖြန့်လူဖမ်းပွဲရဲ့ပထမဦးဆုံးပွဲဥထွက်အဖြစ်ဖမ်းဆီးပြခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိမှာတော့တရုတ်ဆိုရကဥမ္မောင်မောင်ကိုကြားဖြန့်အွန်လိုင်းငွေလိမ်ဒေါင်းစားတွေနဲ့ လူရာဇဝတ်ကွန်ရက်နဲ့ရာဇဝတ်မှုမျိုးများစွာမှာတာဝန်ရှိတဲ့သူအဖြစ်သတ်မှတ်ပြီးတော့သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ဘာလဲ?လက်ပေးလက်ယူတို့ရတဲ့။ဘာလဲ?မျိုးပါတာသာသနာပြောလိုက်ရင် 到几到几，是个专业的教练。进来了，干部表你的会也得得。进来，干部抓牢呢，逮捕抓牢呢。我嘛偏不了，把那不是一个边，就那天呢，俺哥一领的了，三天了了，三天没得得了呢，三天不要怕了，没得有。三天一得了是吧？就那俺我那我外边我就那机密的吧，啊，那比如那个嘞。 ခက်ခဲရှိနေတဲ့ပြည်သူတွေကိုစံတိတ်စီပေးမယ်ဆိုတာအဲ့တော့ကျွန်တော်ကြည့်မိရတယ်ကျွန်တော်မိသားစုနဲ့ကြည့်မိတဲ့ကျွန်တော်အမားထဲတော့လေအိတ်ကငါးခုအိတ်ကျွန်တော်ပလတ်စတစ်အိတ်ဒီမှာဆိုကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဆိုရင်ဒါငါးခုလား61လားအဲ့လိုမျိုးလေးတွေရှိတယ်လေနည်းနည်း size ကြီးတာလေး size အသေးဆုံးငါးခုအိတ်နဲ့ထည့်တာစံတကူတော့ပါရလားမသိဘူးအဲ့စံတယောက်တိတ်ပြီးတာအဲ့တော့ကျွန်တော်ကြည့်မိတဲ့ကျွန်တော်မှားတယ်အဲ့လို အဲ့လိုနိုင်ငံမှာကျွန်တော်တို့မွေးပွားခဲ့ကြတယ်အဲ့လိုနိုင်ငံမှာကျွန်တော်တို့ညညတွေတင် जा ခဲ့ရတယ်အဲ့လိုနိုင်ငံမှာကျွန်တော်တို့ဘဝရဲ့သင်ငန်းစာတွေအများကြီးတည်ယူရင်းနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့စိတ်ကူးယဉ်ပြီခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ကူးယဉ်တဲ့အရာတွေအားလုံးကကျွန်တော်တို့ဘာမှမလုပ်လို့မရဟုတ်လားအာနာရှင် အုပ်စုစီလူရစီတီလူရသေးမောက်ချင်လို့မောက်လှန့်ချင်လို့လှန့်နေတာနိုင်ငံတစ်ခုလုံးရဲ့သူတို့ရဲ့အာဏာနဲ့နိုင်ငံလုံးမှာရှိတဲ့အကျိုးစီးပွားတွေနိုင်ငံလုံးမှာရှိတဲ့စီးပွားရေးအကုန်လုံးကလည်းပဲသူတို့နဲ့မပတ်သက်တာတစ်ခုမှမရှိဘူးကျွန်တော်တို့ဘာမှလုပ်စားလို့မရအခုအချိန်နေအချမ်းဆိုးရနေတာကျွန်တော်မိသားစုဆိုးရမှာပေါ့ဘာကြောင့်ဆိုးရလဲကျွန်တော်မိသားစုနေ PPP ဘယ်တစ်ခုလဲရထားပါတယ်နော် PPP ဆိုဟာတယ်ပဲမင်ပေါ့ပါတီတယ်ကျွန်တော်ကတော့ကြားတော့ကျွန်တော်လည်းအဲ့လိုဥတက်ပြီးတော့ရည်မိဟာငါဘာလို့မစဉ်းစားမိတာလဲပေါ့နော်ဒီတော့ပါတီပဲမင်ပေါ့ပါတီပဲမင်ပေါ့နော်တည်တည်လေးဟုတ်ပြီအဲ့ဒီပဲမင်ပေါ့ပါတီရဲ့တောင်ကြီးကကိုယ်စလေကမင်းကလာပြင်းညမှာလူတက်မှုဖြစ်သွားပါ ူပြောက်ထဲလားမဟုတ်ဘူးသူ့ရဲ့သားနဲ့ပါချက်လေးဝင်ခိုးမိတဲ့သူကိုအပေရိုက်တက်လိုက်တာအာပါပေါင်ကြီးတဲ့ PPP ပြည်ပမောက်ပါတီရဲ့ကိုယ်စလဲလောင်းလျှာကြီးကဒါတော့မှကိုယ်စလဲလောင်းဝဲရှိသေးတယ်ဟာဦးကြီးချုပ်တော့ပြသွားလို့ရတော့ဘလောက်တော့ပတ်ကြမ်းမသိဘူးနော် တတကလူမြင်နိုင်သေးတယ်လူသိနိုင်သေးတယ်နောက်ကွယ်ကနေဘလောက်တောင်ဒုက္ခပေးမလဲကျွန်တော်တို့ယတပိသူတွေကိုချက်လေးဝင်ခိုးမိတဲ့သူသူဥဆောင်ပြီးတော့တားဖောင်းနေအောင်ဝိုင်းရိုက်တပ်လိုက်တယ်ချက်ယူမိတဲ့သူကတည်သွားတယ်အဲကျွန်တော်တို့ဒီမြန်မာဒလေးပေါ်တော့ကျွန်တော်တို့အစင်လာလေးတွေမှာရှိတယ်ကျွန်တော်တို့အဲ့လိုညမျိုးမှာသခိုးကြီးများညဆိုပြီးတော့တုံးနှုံပြီးတော့အချို့ပေါ်တော့ဒီအပျော်ပြတ်တင်နေအခိုးကြတာရှိတယ်ပြီးတော့ပစ္စည်းတွေဆိုရွှေ့ကြတာရှိတယ်ဗျာ အဲကျွန်တော်တို့အိမ်ကိုအိမ်ရှိမှာဥမာရေအိုးရှိတယ်ဆိုတော့တောက်ရေအိုးကနောက်နေမနေ့ကျရင်ထားချီမရှိတော့ချားနေရတနေရရွှေ့ထားတာရှိတယ်ပြီးတော့လေကားလေးဆိုလည်းအဲ့လိုပဲကျွန်တော်တို့ရွှေ့လို့ရတဲ့လေကားလေးဆိုလို့နောက်ပြောင်ပြီးတော့မမရွှေ့ထားတာရှိတယ်အချို့ကျတော့လည်းနောက်ပြောင်သူလိုဘာလိုလိုနဲ့အတည်ယူသွားတာလည်းရှိပါတယ်ဆိုတော့ဘယ်လိုပြောလဲစီစွားခတ်အဲပြောရခတ်ပေါ့နော်ဒီလိုချင်းလေးလေးပေါ့နော်အဲကြေးရော်လေးမှာဆိုရင်တော့ပြောဖို့ကောင်းတယ်ဗျအဲ့လိုမျိုးပဲ အာဟိုဘက်တဲဝန်ဟိုဘက်တဲရောင်းနေပြီးပစီလေးဒီခုဒီဘက်တဲရောင်းမှာဒါဒီဘက်တဲရကပြန်လာခုဘက်တဲရောင်းမှာမဟုတ်ဘူးလဲနေတာဝန်နောက်နေမလဲကြမှာအဲ့ဒါခုပစီပြောက်တယ်ဆိုရင်အဒရေဝီတဲတဲအိမ်မိတိန်လိုက်တက်ကြည့်အတွေ့တယ်ဆိုရင်အဲ့ဒါရီမောနောက်ပြောင်ပြောဆိုပြီးတော့ခုပစီလေးဒီခုပြန်တယ်ဝါကြတာဆိုတော့မျိုးပြဒေတာတွေနဲ့နှီးဆက်တဲ့နေရာတွေမှာတော့နောက်တလို့ပြောင်းတလို့နဲ့အမှန်ကန်ခိုးနေတာအရှိမလဲပဲတခိုးတွေအများကြီးဖြစ်နေတာဟုတ်ပြနိုင်ငံမှာကလည်းစာဝင်နေ SMB တွေကတော့ခိုးစားမှာပဲ နည်းနည်းပါးပါးရတဲ့အခြေအနေဖြစ်နေတခိုးပေါ်အောင်လဲပဲလက်ရှိကောင်တွေကခိုးအောင်ကိုတမင်ကအခွင့်အရေးပေးထားတာဖြစ်တယ်ဟုတ်လားကျွန်တော်ပြသဆိုဘူးမင်းအွန်လိုင်းအိုးအမြင့်ဆုံးမှာတာဝန်ယူထားပါတယ်ဆိုတော့အဲ့ဒီကောင်တခိုးပဲလေအဲ့ဒီကောင်ကနေပြီးတော့စပြီးတော့ခိုးတာသူ့ရဲ့ဒါပေမဲ့မြေကျအဲ့ဒီကောင်နေပြီးတော့စစ်ဖို့ချုပ်တယ်အကုန်လုံးအဲ့ဒါတခိုးတွေပဲမခိုးဘူးဆိုပြော မင်းအောင်လိုင်ကိုရင်သူရထားတဲ့လာစာနဲ့တော့ပြဟုတ်ခေါ်မရခိုင်ရရန်ပြီမအဲ့သူတော်မှဘာလဲလက်ပတ်ကျွန်တော်တို့ပတ်စံအိတ်တွေပြီးတော့နောက်ပိုင်းသူဝစ်လာတဲ့ပစ္စည်းတွေကလုံးဝပြခွာကျော် brand ကြီးတွေအပပပပဟုတ်ပြီတခုမှလို့ရွာဆိုတော့ ဒါကြောင့်လို့ရှိပါတီကိစ္စဒီမှာပေါ့နော်အထူးတလဲပြောစရာမလိုတော့အောင်ဘောလုံးရိုက်နေတဲ့အခြေအနေပါနောက်တစ်ခုလည်းရှိပါသေးတယ်ကျွန်တော်အခြေအနေကတော့မပြောတော့ဘူးအတူလေးတွေပဲဖော်ပြပေးနေတာဖြစ်တယ်ကျပ်ဖို့ပါတီကိုယ်စလဲလောင်းလျာအလုံးမျိုးနဲ့တတော်ရက်ကွက်ကအဲ့ဒီကောင်ကအလုံးမျိုးနဲ့တတော်ကကိုယ်စလဲလောင်းလျာကျပ်ဖို့ကအဲ့ဒီကောင်ကဘာလို့လဲသိလားကျွန်တော်မသားစီအဲ့ဒီကောင်ကမွေးစည်းဝါး ဖြန့်ပြူးတဲ့ကောင်မိုးရေစီဝါအယောင်းဝယ်ခေါင်းဆောင်ကျွန်တော်အလုံးမှာရှိနေတဲ့ကျွန်တော်တို့ W1 ရအစပေါ့နော်အခြားသောကျွန်တော်တို့ဒီ chemical ပစ္စည်းတွေပေါ့ဗျာကျွန်တော်တို့ဆေးဆေးပြားတွေပါပါအဲ့လားဒီအကုန်လုံးရဲ့အဓိကဂိုင်းချုပ်အဲ့ကောင်ဖြန့်နေတာဒါတွေကမျိုးတစ်ခုလည်းလားမဟုတ်ဘူးကြောက်ရင်ဒါအဲ့ကောင်တမျိုးလုံးတဆွေလုံးကနောက်ဆုံးဗျာရက်ကအုတ်ချုပ်ရင်းမှုသူ့ရဲ့တာကဥက္ကဋ္ဌအဲ့သူ့ရဲ့ချွေးမလာလဲနောက်ထပ်ချုပ်တစ်ခုမှာအဲကျွန်တော်တို့ အချုပ်ရေမှုကြာလို့ရယူထားတယ်လို့သိရတယ်အဲ့လိုဘာမှမဟုတ်တဲ့ဒါမြို့နယ်လေးတခုဘာမှမဟုတ်တဲ့ရပ်ကွက်လေးမှာတော့မှအဖေကဖေကလည်းဥက္ကရာတားလည်းဥက္ကရာချွေးမလည်းဥက္ကရာအဲ့လိုမျိုးဟာတကယ်ကြောက်ခမ်းလေးလေးယူမြန်ယူနေကြလားမသိတည်ရင်ဘာမှကိုတည်လို့မရတဲ့အခြေအနေပြီးတော့လူဆိုးရတာမတည်မျိုးလည်းမဟုတ်ဘူးတည်မှာပဲတည်ရတော့မှပုတ်ပွားရုပ်ပြတ်ဆင်းပြတ်တည်ကြတာလူတွေဟာဘာလို့လဲမသိဘူးမလောဘကြီးအတိတ်သားနဲ့ မပြီးနိုင်မသိနိုင်စီးနိုင်မရှက်နိုင်မကြောက်နိုင်အောပါပြီဟုတ်ပြီဆုံးသက်ဆိုတာအမြဲတမ်းရှိပါတယ်ကြောင့်ဒီကဆုံးသက်ပြောချင်တဲ့အကြောင်းအရာကဂျန်ဖက်စ်ခွေးတက်ရဲ့ဒါကစကတောင်းလို့လို့ဒိုင်းနဲ့တက်ဝင်အောင်တက်ခတ်သိမ့်ပိုက်တာဟာကြောင့်ဒီကလေဒီနှစ်ရက်သုံးရက်အတွင်းမှာကျွန်တော်တော်လန်တော့လောကကြီးတစ်ခုလုံးမှာစကားလေးတစ်ခု ဖတ်လာအဲ့တော့ဘာလဲဆိုတော့ TNL ဟာကျွန်တော်မကူကနေပြီးတော့ပြန်ဆောက်သွားမယ်ဆိုတော့နောက်ပိုင်းတွေမှာကျွန်တော်ပြည်သူကာဝယ်ရေးတပ်ဖွဲ့ PDF တရင်တပ်ဖွဲ့တွေအားလုံးဟာစူးစီးညွတ်သွားကြတယ်ဆိုတော့အတန်အချို့ကလည်းပြောကြတယ်အဲ့ဒီစူးစီးညွတ်မှုကရရှိဖြစ်ပါစေပေါ့ဗျာအမြဲဖြစ်ပေါ်ပါစေပေါ့ဗျာငခုတွေကကျွန်တော်တို့ငယ်တွေမှာဘာပြဿနာမှမရှိဘူး ပြဿနာရှိနေတာကတော့ဘောင်းကြီးမှာပဲပြဿနာရှိနေတာကျွန်တော်ညအချင်းချင်းဘာမှထွေထွေထူးထူးပြင်းပြင်းထန်ထန်ပြဿနာမဖြစ်ဖြစ်เสียလည်းမရှိဘူးလို့ဖြစ်ခဲ့တော့ဖြစ်ခဲ့ဘူးတဲ့ဒါပေမဲ့ဖြစ်ပြီးသားရင်လည်းကျွန်တော်တို့ကပြီးသွားရင်ဟာတားကြီးအောင် AC ဟီဟဲဆိုပြီးသွားတာပဲဘာမှလို့ဆိုကျွန်တော်တို့လူငယ်တွေမယုံမှတက်မကောက်ကြည့်တက်မစင်းတက်ဟုတ်လားအခုဒီလိုလေးတက်မှမတိုင်းတော့ဘာလဲအကောင်ဆူစည်းသွားပြီဆိုတဲ့အတန်ဖြတ်လာ ကျွန်တော်ကငကိုတဲ့အစုစီလုပ်နေတာပါလိုင်းပေါ်မှာပဲရန်နေဖြစ်နေကြလိုင်းပေါ်မှာပဲသွေးတွေခွဲနေကြလိုင်းပေါ်မှာပဲဟိုတက်ပွဲဒီတက်ပွဲဖြစ်နေကြတာဖြစ်ပါတယ်မင်းလည်းမြင်းချံခရံတောင်တာမြို့အဝင်မှာရှိတယ်ဂျမ်ဖတ်စစ်ခွေးတက်တိုင်းချတဆွဲထားတဲ့ဒီစကန်တွေကိုတပန်တက်တက်ခိုင်မှုအတွင်းမှာဂျမ်ဖတ်စစ်ခွေးတက်တာ၃ဦးတိတ်ဆုံးပြီးတော့တိကျတန်ရရှိခဲ့တယ်လို့ကျွန်တော်တို့သတင်းရရှိထားတာဖြစ်ပါတယ် ။ဘာကြောင့်သူတို့သုံးခုပဲတည်ဆုံးတာလဲ gate scan သုံးခုတက်တိုက်ခိုက်တာကိုကမင်းတို့ကလည်းဟုတ်ဘူးကျွန်တော်ရဲ့မိသားစုကျွန်တော် scan တစ်ခုအဲ့သုံးခုလေးကတစ်ခုဝင်တိုက်။တကယ်ကြီးချမ်းပြီးအကုန်ထွက်ပြေးတာ။ဟာဘာကြီးလဲ standard army ရဲ့ကြမ်းကြက်ရှေ့ကြီးမင်းတို့အမသားစုအမမဲနောက်ထပ် scan တစ်လုံးอ่ะ ပါစပ်ပြီးသူစစ်နှစ်ကောင်ကိုလက်မှတ်ပေါ်တက်ပြီးပေးပြီးတော့ထားလိုက်ပြီးတော့ဂျန်နက်ကောင်တွေကထွက်ပြီးတယ်အခုတေသွားလေဆိုရယ်၃ကောင်နဲ့က၂ကောင်ကအဲ့ဒီလက်ပြမုံတက်ကိုတိုင်ပြီးတော့တေသွားတာဟာလက်ပြကတော့မဟုတ်တဲ့အကြောင်းမိသားစုနေစစ်တပ်မပြောတဲ့လက်ပြပုံကပြောတယ်ကျွန်တော်ကတော့မိသားစုနေကျွန်တော်က ကျွန်တော်နိုင်ငံတွင်းမှာလည်းခုနကယက်တီနည်းပတ်သက်ပြီးတော့ကျွန်တော်ထွေထူးသိမ့်ပြောလို့တော့ဘောနော်ကျွန်တော်ပြောပြတာကျွန်တော်တို့ဒီလူတွေဘောနော်ကျွန်တော်ပြည်သူတွေဘောနော်တို့တွေကဒါစစ်တပ်ဘောနော်တော်တော်ရုပ်ရုံမှန်နဲ့ကိုပညာချီအားနေအောင်ပြီးတော့ပညာမဲ့ဖြစ်အောင်ကျွန်တော်တို့ဖန်တီးခဲ့တာဖြစ်တယ်ပညာတတ်တွေအကုန်လုံးကလည်းပဲဒီနိုင်ငံထဲမှာမနေကြတော့ဘူးလေအခုဆိုပုံစွဲတာဘောကျွန်တော်တို့ဒါ CRM တွေ ကျွန်တော်တို့ပညာတတ်တဲ့စီဒီယန်တွေဝင်သွားတဲ့အချိန်မှာနန်းစီဒီယန်တွေပညာမဲ့ကောင်တွေကပဲကျန်ခဲ့တာလေဆိုတော့အဲကြောင့်ပညာမဲ့ကောင်တွေကပဲအခုမှအုတ်ကြီးလိုလိုတုတ်ကြီးလိုလိုဘာလိုလိုညာလိုလိုနဲ့လှုပ်ချင်တိုင်းလှုပ်နေကြတာရှင်းရှင်းလေးပါဟုတ်ပြီဒီချိန်မှာနည်းနည်းလေးတင်ပြပေးပါမယ်ညီတော်ကျော်ဖြစ်နေလို့ဟာကျွန်တော်တို့ကငါးနှစ်မနေ့ကနည်းနည်း6နာရီအချိန်မှာဂျီယိုဂိတ်ကျွန်တော်တို့ဗေဒနိုဂိတ်နဲ့ စကြံမှာရှိတဲ့တန်လန်းဂိတ်တွေကိုဝင်ပက်ခတ်ခဲ့တာဖြစ်တယ်။မဂျီယိုဂိတ်ကိုဝင်ပက်ခတ်ချိန်မှာဂျာဖက်စစ်ခွေးတက်ကကောင်တွေကလက်နက်တွေပါယူပြီးတော့ဖိမ့်ပြောင်းအောင်ပြေးသွားတယ်လို့ကျွန်တော်တို့မြင်းညံခိုင်ကျွန်တော်တရင်တုံးကဘုံမှုတူကနေပြီးတော့ပြပြထားတာဖြစ်ပါတယ်။မဂျီယိုဝင်သိမ်းချိန်မှာလက်နက်တွေကအကုန်ယူပြီးတော့ပါစပြည်သူစစ်အသက်လေးတွေပေါ့နော်။အဲ့လိုတွေလို့တဲ့ကချမ်းပင်နကောင်ဘယ်အချမ်းပင်နကောင်ဘယ်လက်ပြုံနှလုံးပေးပြီးတော့တဲ့ဘန်ကားထဲမှာထားခဲ့တယ်တဲ့ဘန်ကား၈ရာတယောက်ရဲ့အဲ့ဒီနှစ်ကောင်ရဲ့ပဲ အဲ့အလောင်း၃လောင်းမှရလိုက်တာပါဆိုတော့ကဲအားကောင်းနေကျွန်တော်မသားစုံနေဆိုတော့အဲ့ဒီကျွန်တော်တို့ဒီကျွန်တော်ဝင်ရောက်ပစ်ကတ်တက်ခိုက်တဲ့ကျွန်တော်တို့ဂိတ်စကန်၃ခုလုံးကိုကျွန်တော်တို့ချိန်မွန်းနိုင်ရတာဖြစ်တယ်ပြီးတော့အဲ့ဒီဖန်တာတွေပေါ့နော်ကျွန်တော်တို့ချိန်ကုန်ယူပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒါတက်ဆွဲထားလို့ရတဲ့အခြေအနေတွေတော့ကျွန်တော်တို့မှာရှိတယ်ဒါပေမဲ့လင်းကဘုံကချင်းရင်လည်းပဲအစင်မပြေဘူးပြီးတော့ရက်သားပြည်သူတွေကျွန်တော်တို့ဒါရက်ွက်တဲ့ရန်ကြီးနေတဲ့ခါကျတော့အာကျွန်တော်တို့ပြည်သူတွေရဲ့ ဒါအန္တရာယ်ကိုကြည့်ပြီးတော့အဲ့ဒီဘဏ်ကအချို့ကိုပဲဖျက်ဆီးပြီးတော့ကျွန်တော်တို့နောက်ပြန်ဆုတ်ခဲ့တယ်ဆိုတော့ကျွန်တော်မိသားစုနဲ့စဉ်းစားပါကျွန်တော်ဆက်ပြီးတော့နေမယ်ဆက်ပြီးတော့တက်ဆွဲမယ်ဆိုရင်ကျွန်တော်အဲ့ဒီနေရာမှာရှိတယ်ရတပြည်သူတွေမြောက်များစွာရဲ့အသက်အိုးကြီးစည်းစိမ်ကိုကျွန်တော်တို့ငဲ့ကုတ်ပြီးတော့အဲ့ဒီနေရာမှာတက်မဆွဲပဲနဲ့ကျွန်တော်တက်ခိုက်သိမ်းလိုက်ခဲ့တယ်အချို့ရတဲ့ပစ္စည်းလေးတွေကျွန်တော်တို့ယူတယ်အချို့ကျွန်တော်တို့တည်ဆောင်လို့မရတဲ့ဟာတွေကိုတော့ကျွန်တော်တို့ဖျက်ဆီးပြီးတော့နောက်ပြန်ဆုတ်ခဲ့တယ်ဒါကတကယ် အလေးစားဖို့ကောင်းတယ်ကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေရဲ့ဒါဆုံးဖြတ်ချက်အမှန်လေးပေါ့နော်ဆိုတော့အဲ့ဒီမှာရှိနေတဲ့တောင်တာပေါ့နော်တောင်တာမြို့ပေါ်မှာပဲကျန်ဖက်စစ်ခွတ်တက်ကစုံမှုထိတ်ချုပ်နိုင်တဲ့အခြေအနေပါမြို့ပတ်လေကိုတော့ကျွန်တော်တို့ဒီကောင်တပ်ဖွဲ့ဝင်ကထိတ်ချုပ်ထားတဲ့အခြေအနေဖြစ်တာပါဒီလိုရှိချင်မှာသူတို့ချီကိုစကန်ပေါ်လို့ပတ်သက်တဲ့ခံရပြီးရနောက်မှာတော့မြို့ဝင်ထွက်ခိတ်တွေကိုပိတ်ချပြီးတော့စစ်စေးရေးတွေလှုပ်ဆောင်နေတယ်လို့သိရတယ် ပြီးတော့ကျွန်တော်တို့အဲ့ဒီတိုက်ပွဲပြီးသွားတဲ့အချိန်မှာဒါလေးချောင်းကနေပြီးဘုန်းလာကျဲတဲ့အဖြစ်ပြက်တည်းလည်းရှိခဲ့တယ်အဲ့ဒီဘုန်းလာကျဲတဲ့တိုက်ခိုက်မှုတွေမှာမြို့သမီးတူသိဆုံးခဲ့တယ်လို့တော့ကျွန်တော်တို့ပြန်ပြီးတော့သိရှိထားရတာဖြစ်ပါတယ်ဒါကလက်ရှိတိုက်ပွဲချင်းနေပါကျွန်တော်တို့အကြောင်းအရာနှစ်ခုကိုရှင်းပြီးတော့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အခိုက်အဆင်တော့ဝင်ပြီးတော့တိုက်လိုက်တယ်ပြီးတော့ကျွန်တော်တို့ဆွဲဖို့မဆုံးဖြတ်ပဲနဲ့ကျွန်တော်တို့အချို့ဖြတ်စီးပြီးတော့ကျွန်တော်နောက်ပြန်ဆုံးတယ်ဒါရတာပြည့်ကိုထိလိုက်မှာဆိုလို့ပါ ဒါပေမဲ့လည်းအကျဉ်းဖတ်စခွတ်တက်ကတော့ကျွန်တော်မရှိတော့တဲ့နေရာကိုဘုံလာကျဲတယ်။ရသပြည်သူတအုပ်ထိကြိုက်ပါလား။ဒီဆုံးသွားတယ်လို့ကျွန်တော်တို့ထပ်မံကြတိထားတာပေါ့နော်။ဒီချီလေးလေးကြီးကျွန်တော်မိသားစုနဲ့ကျွန်တော်တို့အမြန်ဆုံးအဆုံးတက်ဖို့လိုတာပါ။ဆိုတော့ကျွန်တော်လူငယ်တွေအင်းနဲ့အားနဲ့ဒါတက်နိုင်ဆုံးစ조사ပြီးတော့ပုံပုံ조사နေကြပါလေ။ကျွန်တော်မိသားစုနဲ့ ကျွန်တော်အဲ့လိုပဲယူယူလေးပဲပြောပြစေကျွန်တော်တို့ခက်ခဲတွေကျွန်တော်တို့ပို့ပြီးတော့နားလဲပါလားကျွန်တော်မိသားစုဝင်လေတဲ့နားလဲခံစားမိမလို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ဒီအပိုင်းကျွန်တော်တဲလူရန်လေးခက်ခဲရှိနေပါတယ်ဆိုတော့ဒါလေးတွေကိုလည်းကျွန်တော်ပြင်ဆင်နိုင်ဖို့ကိုစူးစမ်းနေတယ်ဆိုတော့ကျွန်တော်မိသားစုတွေစိတ်မပူပါနဲ့အဲကျွန်တော်လည်းအရန်ကိုယဉ်နေတဲ့ကျွန်တော်မိသားစုဝင်နေနေကျွန်တော်ရဲ့တဲလူရန် link ကိုပေါ့နော်အဲကျွန်တော်ချပေးပါမယ်